ဒီနေ့မှာမတ်တက်တဲ့အိုနန္ဒာအကြောင်းလေးပေါ့နော်ကျွန်တော်ပြောရင်းနဲ့သတိရပါလို့ပြောချင်တဲ့အခါမှာတော့တခုရှိပါတယ်လက်ရှိမှာတော့ Manchester United အားဖြင့်သူပြိသက်တွေကစအိုနန္ဒာကိုအပြစ်ပြောနေရလေးမြင်ရတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာကဘောလုံးသမားနဲ့ဘောလုံးပြိသက်ဆိုတာမတူဘူး။ဘောလုံးပြိသက်ဆိုတာကဘောလုံးပွဲတွေတောက်လျှောက်ကြည့်လာတဲ့အခါမှာမတ်တက်ဟာဘယ်အသင်းမှာဘယ်လိုတွေ supply ရခဲ့ဆိုတာသိတယ်။ဘောလုံးသမားတိုင်းဟာ တို့ပြောင်းရဲ့အသင်းရဲ့တချို့အရာတွေတော့မသိတာအများကြီးပါအဲ့တော့အိုနာနာရဲ့ဒီပြောစကားကအိုနာနာဟာမသိခဲ့လို့ပြောတဲ့စကားလို့ကျွန်တော်ကတော့ပြောချင်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီအနေထားမှာတော့ဘောလုံးသမားနဲ့ဘောလုံးပြိုင်တဲ့ခွာချမှုလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ် ပြည်သက်များမင်္ဂလာပါကျွန်တော်ရဲ့ The Brave Sport ကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါဒီပိုင်းကတော့ပွဲကြိုသွန်းဆက်အစည်းအဝေးဖြစ်ပါတယ်။ Europa League ပွဲစဉ်ဖြစ်ပြီးတော့ Lyon နဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါဒီပွဲစဉ်ကိုတော့ထုံးစံအတိုင်းကျွန်တော်နဲ့ကိုရဲနေထုံးကျွန်တော်ညီကိုနှစ်ယောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားအောင်ပါပဲ။ ဖြစ်ပါတယ်ဗျာကိုကြီးလေးတို့ရေမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါဒီပွဲစဉ်ကတော့ Lion နဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ပါနော်ဒါကျွန်တော်တို့စီစဉ်ရဲ့ထုံးစံနေတိုင်းပဲဆက်လိုက်ချင်ပါတယ် Ancient Lion ဘက်ကနေပေါ့ကိုကြီးလေးတို့ရဲ့အမြင်လေးနဲ့ပြပြပေးပါအောင်ဟာ Lion ရဲ့လက်ရှိအနေအထားကတော့ United ကိုတော့အနိုင်ယူနိုင်စွမ်းတော့သူတို့မှရှိရပါတော့သူတို့အသင်းရဲ့ခံစားပိုင်းကအကောင်းဆုံးတော့မဟုတ်ပေမဲ့တက်စစ်ပိုင်းဆွမ်းဆောင်ရည်ကလေးတော့လုံလောက်မှုရှိရလို့ကျွန်တော်ကတော့မြင်နေပါတော့ဟုတ်ကဲ့ထင်တာမြင်တာရှိရကစားမိုင်းဆိုရင်တော့သူတိုလီဆိုရှိမယ်ဒီတော့ Miko Tin ရှိမယ်ပြီးတော့ Ryan Chan ကြီးပေါ့ဒီကစားမိုင်းတွေတော့ကျွန်တော်သဘောကျရပါတော့ ဒေတာမင်းရဲ့တစ်ချက်ချက်ကဘာလဲဆိုတော့ဒီ Lion Thing ကနောက်ဆုံးနှစ်ပွဲမှာဒေါက်ကန်ဘောတွေကနေကိုးပေးထားတယ်ဗောနော် United ကလည်းဒေါက်ကန်ဘောတွေနဲ့ဗောနော်အခွင့်အရေးယူနိုင်စွာအရန်ကောင်းတဲ့တင်းတော့မဟုတ်ပင်မဲ့ Casemiro, Maguire တို့ကချိန်ချောက်နိုင်စွာပြေးပါတော့ရှိရလို့ကျွန်တော်ပြောနေတယ်ဟုတ်ကဲ့ Lion ရဲ့တိုက်စစ်ကိုတစ်ဆင့်ချင်းသွားတဲ့ပုံစံတွေနေရာလို့ရအောင်ကစားသမားတွေယူလျားတဲ့ပုံစံတွေကမစိုးဘူးလို့ထင်ပါတယ်ကစားသမားတွေကအတိတ်ကြပုံတွေတော့မရှိဘူးဒါပေမဲ့ဘလို့ပဲနေနေဗောနော်သူတို့ကဒီပုံစံတစ်ခုရအောင်လို့ရအောင်ဖော်ဆောင်နိုင်စွာတော့ရှိကြတယ်ဗောနော် United ဘက်ကဒီကွန်းလဲလို့နှစ်ယောက်နဲ့ဒီဝင်းဘက်တစ်ယောက်ကလိုက်သားနေရင်တော့မှအလဲမှာအပေါက်ကြီးဖြစ်သွားနိုင်တဲ့ဒီလန်ယွန်တို့ကစားမတွေရွေလာနိုင်စရှိရဲ့အဲ့ဒီအနေထားအနေပဲအခွင့်အရေးတွေလည်းရလာနိုင်တယ်ပေါ့နော်အဓိကတော့ဒီ marketing တွေ lookup data တွေကိုဆွဲခေါ်ပြီးတော့နေရာလွတ်တွေကိုအသုံးချရတဲ့အသင်းလို့တော့ကျွန်တော်ပြောချင်ပါတယ် ဒီကစားသမားရဲ့အကြောင်းပြောရမယ်ဆိုရင်တော့ကျွန်တော် Ryan Changi ကိုတော့မဖြစ်မနေတော့ပြောရလိမ့်မယ်ဒီကစားသမားက United နဲ့လည်းတင်းထွက်ပူတယ်အဓိကတော့ကစားတာကောင်းတယ်ဗျာဟုတ်ကဲ့ Lion မှာဆိုတော့ဒီကစားသမားအားကိုးလို့ရရောနော်ဒီ Bruno Fernandes ကို United တင်းအားကိုးလို့ရတယ်လို့မျိုးပုံစံတူပေါ့နော် Lion ကဒီကစားသမားကိုမျှော်လင့်လို့ရတယ်အားကိုးလို့ရရောပေါ့နော် Europa League မှာဆိုလည်းဂိုးပန်ဒီမှုအများဆုံးကစားသမားတယောက်ဖြစ်တယ် Pitchans ဖန်ဒီမှုအများဆုံးကစားသမားလည်းဖြစ်ပါတယ်ရိုးရိုးအခွင့်အရေးဖန်ဒီမှုအပိုင်းမှာလည်း Ryan Changi က Europa League မှာဆိုရင် Bruno Fernandes ရဲ့အပေါ်မှာကိုရှိနေပါတယ် ဒီကစားသမားကတော့ဒီပွဲစဉ်မှာတော့မျက်ခြေပြက်လို့တော့မရဘူးပေါ့နော်ဒီကိုဒါတော့နဲ့ဒါထိန်းခိုင်းမယ်ဆိုရင်တော့ဒီသိတော့မလွယ်ဘူးလို့တော့ကျွန်တော်ကြိုးပြီးတော့ပြောချင်တယ်ဟုတ်ကဲ့လိုင်ယွန်ဘက်မှာကလုံးစရာတစ်ချက်ပဲရှိရဲ့အဲ့ဒါကဘာလဲဆိုတော့ဘရူနိုဖာနန်ဒက်ရဲ့ကိုဘောလုံးကိုရှေ့ကိုမပေးစီမဲ့နောက်ကိုပဲပြန်ပေးအောင်ပေါ့နော်လှုပ်ဖို့တော့လိုတယ်သူတို့အတင်းရဲ့ခံစစ်နေရာယူတဲ့အချိန်ကြီးပုံစံနေထားကဘယ်လိုမျိုးလဲဆိုတော့ကိုယ်နဲ့ကစားသမားတစ်ယောက်ကောင်းကောင်းကြီးအလုပ်လုပ်ခွင့် ရသွားနိုင်တဲ့အနေအထားမျိုးရှိရပေါ့နော်။အဲကစားသမားကလွတ်နေတာမျိုးပေါ့။ဒါမျိုးလေးတွေကိုတော့ဒီပွဲစဉ်မှာတော့ဖြစ်လို့မရဘူး။ဘရူနိုဖာန်ဒက်ကအဲဒီလွတ်နေတဲ့ကိုယ်နဲ့ကစားသမားတယောက်ဖြစ်သွားခဲ့မယ်ဆိုရင်လိုင်ယွန်အသင်းအနေနဲ့တိုင်ပတ်သွားနိုင်တယ်ပေါ့နော်။အင်ကွေးလည်းဖြစ်နေသလိုအနေအထားကလည်းမျှော်လင့်လို့ရနေတော့လိုင်ယွန်အနေနဲ့ဒီပထမကြော့မှာတော့ရလက်ကောင်ရနိုင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကလိုင်ယွန်ကိုပြောမယ်ဆိုလို့ရှင်ဒါအခက်ခဲတွေအများကြီးကြားနေပြန်လာတဲ့အသင်းပြ။လိုင်ယွန်ဒီအဆင့်ပြန်ရောက်ပါမလားဆိုပြီးတော့စိုးရင်ကြကြပြင်မယ်။နောက်ဆုံးမှာတော့လိုင်ယွန်ကဒီအဆင့်ပြန်ရောက်လာတယ်။ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်လိုင်ယွန်ရဲ့လှုပ်သွားတဲ့အနေအထားတွေကကျွန်တော်တို့အထင်ကြီး ြီးစရာဖြစ်တယ်။လက်ရှိတော့ပြင်သစ်လီဂူရဲ့ရည်တည်မှုမှာလည်းတိုင်ယွန်ကကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရတယ်ဗျာ။ပြင်သစ်လီဂူမှာတော့ကျွန်တော်တို့ PSG ပဲရမှာပဲ။ဒါပေမဲ့တခြားအသင်းတွေနဲ့ရှင်လိုက်မယ်ဆိုလို့ကျွန်တော်လိုင်ယွန်ကမစိုးဘူး။ဒီဘောဘောတော့ပြောမယ်ဆိုလို့ရှင်ဒါလီဂူကနေပြီးတော့ချန်ပီယံလိဂ်ကိုတိုက်ရိုက်ဝင်ဝဲမှန်းလို့ရတယ်။အခြေအနေမျိုးကိုလည်းပိုင်ဆိုင်ထားတယ်။အဲ့တော့လက်ရှိပြောမယ်ဆိုလို့ရှင်တော့ကိုရင်းထွန်းပြောသွားသလိုပဲဒီအသင်းကခြေစွမ်းကောင်းနေတယ်။ပြိုင်ပွဲဆိုနောက်ဆုံးကစားထားတဲ့9ပွဲမှာ6ပွဲအထိနိုင်တယ်။ရှုံးပွဲ2ပွဲပဲရှိတယ်။နောက်တစ်ခုကဒီယာဒီလိုင်ယွန်ရဲ့ယူရိုပါလိဂ်ပွဲကြီးတဲ့အခါမှာလိုင်ယွန်ဟာဒီယာဒီယူရိုပါလိဂ်မှာခက်ခဲတဲ့ပြိုင်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒါပေ မဲ့ပွဲတော်တော်များများမှာလည်း Lion ဟာရက်လက်ကောင်းခဲ့တာကိုကျွန်တော်တို့တွေ့ရတဲ့အခါမှာ Lion ဟာ Europa League မှာဘယ်လိုကစားရမလဲဆိုတာလည်းသိတယ်။ Lion ဟာ short track လို့မရတဲ့အသင်းနဲ့မပါတော့လဲကျွန်တော်ကတော့ပြောချင်တယ်။ပြောမယ်ဆိုလို့ရှိရင်ဒီအသင်းကလုံနိုင်စွမ်းရှိတဲ့အသင်းလို့လည်းကျွန်တော်မြင်တယ်။နောက်တစ်ချက်ကတော့ name ကျော်ကစားသမားဟောင်းတချို့ ਨੇ ပေါ့နော်အသင်းကိုတည်ပြီးတော့တိဆောက်ထားတာကိုလည်းကျွန်တော်တို့မြင်ရတယ်။ပြောမယ်ဆိုလို့ရှိရင်ဒီအသင်းကအင်ကွင်းလည်းကောင်းတယ်။ name ကျော်ကစားသမားဟောင်းနေဆိုလို့ရှိရင် Lacazette တို့ Tolisso တို့ Matic တို့ကျွန်တော်ဝတ်ပြောပါပေါ့နော်။ Tagliafico တို့ပါတယ်။ဒီကစားသမားတွေကလည်းဒီအသင်းရဲ့တောက်တိုင်နေဖြစ်ကျွန်တော်မြင်ရတယ်။အခုဆိုလို့ရှိရင်ဒါ Matic နဲ့ ONANA နဲ့ဆိုလို့ရှိရင်ဒါစကလုံးအချင်းချင်းပြန်ပြီးတော့ပြောတဲ့အနေထားလေးရှိတယ်ပြောမယ်ဆိုလို့ရှိရင်ဒီအဓိကထောက်တိုင်ကစားသမားတွေရဲ့အားကိုရဲနှုံးပြောသွားတယ်ဘောနောနောက်ပိုင်းတက်လာတဲ့ကစားသမားတွေရဲ့အားဒီယာရီနဲ့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင် Lion ကတော့ရက်လက်ကောင်မျောလင်းကွင်းကတော့ရှိနေတယ်လို့ပဲကျွန်တော်တို့ပြောရပါပါခွာကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Manchester United ဘက်လေးသွားကြပါအားဖြုတ်ပြပေးပါအောင် United အတင်းကကျွန်တော်ဂိုးမသိမ်းတာနှစ်ပွဲအောင်ရှိသွားပြီပေါ့နော်ဒီနေ့ဝဲပြီးွားရင်ပြည်မြလေးမှာသူတို့ကစားရမှာကနယူကာဆယ်အတင်းဖြစ်တယ်ပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်ဘယ်အတင်းကပို့ပြီးတော့ဂိုးသွင်းရခတ်နိုင်မလဲပေါ့ဒါမျိုးလေးတွေတော့ရှိတယ် ီနေ့ပွဲစဉ်မှာတော့ United အသင်းအနေနဲ့ဂိုးပေါက်ပျောက်ဆုံးတာကိုတော့ရက်တက်နိုင်မယ်လို့တော့ကျွန်တော်ကထင်ပါတယ်။ဟုတ်ကဲ့။ Lion ဘက်ကအသေးအတန်ဘောလုံးလိုက်ထောက်တာအဲ့လိုလူတာလုံးနိုင်တဲ့ကစားသမားတွေရောနည်းတယ်ဗျ။ United အနေနဲ့ AC တော့ဘောလုံးကင်လို့တော့ရတယ်။ဒါပေမဲ့ ယူနိုက်တက်မှာဖြစ်နေတဲ့ပြဿနာကဘောလုံးထွက်မဲ့ကစားသမားဘရိုဖာနာဒက်တယောက်ပဲရှိနေရပါဒီလိုဒီပွဲစဉ်မှာတော့အဲ့လိုမျိုးဖြစ်လို့တော့မရဘူးပေါ့နော်ကျွန်တော်အနေနဲ့ဒီမစ်ဆင်မောက်တမမို့ဆက်စီပေါ့အစ်တယောက်ယောက်ကိုတော့ပွင့်နေမှာရှိနေတယ်ဒီကစားသမားတွေကဘောလုံးလိုက်ချတဲ့အပိုင်းရောဘောလုံးကင်ထားနိုင်စွမ်းရှိပြီးတခုခုလုံးနိုင်စွမ်းရှိရကစားသမားတွေလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ကာနာချိုကိုတော့ဆက်ပြီးတော့ကျွန်တော်တို့တော့ရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ယူနိုက်တက်နောက်တန်းတွေကိုစိတ်ချလက်ချမရှိဘူးက ခနာချိုတို့ကစားမမျိုးကျွန်တော်လိုအပ်တယ်ဗျာဟုတ်ကဲ့ဘယ်အချိန်ပြည့်ထွက်သွားမလဲဆိုတာမျိုးပေါ့အဲ့လိုမျိုးအခြေအနေမျိုးခနာချိုကဖန်တီးနေတာဆိုရှိရဟုတ်ကဲ့ဘောလုံးလဲကင်ပြီးတော့ဒီဘောလုံးပေးတာကိုအာတန်တဲ့ကစားမတွေကိုင်းထဲမှာရှိနေဖို့လိုတယ်လို့မျိုးပေါ့ပြည့်ထွက်မဲ့တိုးနိုင်မဲ့ကစားမတွေလည်းကိုင်းထဲမှာရှိနေဖို့လိုတယ်ပေါ့နော်ဒီပွဲစဉ်မှာလည်းကျွန်တော်ဟွိုင်းလွန်ကိုတော့သုံးစီခြင်းနဲ့ဘာဖြစ်လို့ဆိုတော့ဂိုးတင်တာမသွင်းတာတဲ့ဆိုင်ပေါ့နော်ဘောလုံးလှမ်းတောင်းနေမဲ့အဓိကတော့ပြည့်ထွက်နေမဲ့လိုက်တိုးနေမဲ့ဆိုတာမျိုးကဒီလိပွဲစဉ်မှာအများကြီးအကျိုးရှိနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ် ယူနိုက်တက်အတွက်ကကျတော့ဒုတိယအကြော့မှာအိမ်ကွင်းအားသာချက်ရှိနေရပါတော့ဒါကဒီနေ့ပွဲမှာလိုင်ယွန်တက်ပို့ပြီးတော့စိတ်အေးလက်အေးရောရှိစေတယ်ဒါပေမဲ့အရင်ကတော့ပေါ်စားလို့တော့မရဘူးပေါ့နော်ဒီနေ့ ထမကြော့ပွဲစဉ်မှာတော့ United အသင်းနေနဲ့မရှုံးရအောင်မှပြောရမယ်ဆိုတဲ့အခြေအနေမျိုးရှိပါတယ်ဗျ။ဟုတ်ကဲ့ပါ။ Man U အသင်းရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါခြေစွမ်းတည်ငြိမ်လာတယ်ပြီးတော့တိုးတက်လာတယ်လို့ကျွန်တော်ပြောချင်တယ်။အရင်အထက်အများကြီးပိုပြီးတော့ကောင်းလာတယ်။ဒါပေမဲ့လိုအပ်ချက်တွေကတော့ရှိနေတုံးဖြစ်တယ်။အဲ့ဒီလိုအပ်ချက်တွေတဲကအဓိကအချက်ကတော့ဂိုးရဖို့ခက်ခဲတဲ့အချက်လို့ပဲကျွန်တော်ပြောချင်တယ်။ပြောမယ်ဆိုလို့ရှိရင်တော့လက်ရှိ Man U အသင်းရဲ့အနေအထားကဘယ်လိုမျိုးလဲဆိုတော့တိုက်စစ်မှုတွေကြောင့်ဂိုးတကိုးရဖို့ထက် အသင်းလိုက်ကစားပြီးတော့ဂိုးတကိုးရဖို့ကိုကျွန်တော်တို့ပိုပြီးတော့မျှော်နေရတဲ့ပုံစံမျိုးဖြစ်နေတယ်။ဒီအနေအထားကြီးကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့အမှားကြီးပါ။အသင်း င်းလိုက်ပြီးတော်တော်ကြီးအဆင်ပြေနေမှာဂိုးတကိုးရရဆိုတော့တိတ်ပြီးတော့မမိုက်ဘူးဂိုးသွင်းပြီဆိုလို့ရှိရင်လည်းကြည့်မယ်ဆိုလို့ရှိရင်ကွင်းလယ်နဲ့ခံစစ်ကစားသမားတွေကဖြစ်နေတယ်တိုက်စစ်ကတက်ပြီးမသွင်းဘူးဒါဘောလုံးသင်းသင်းနေတယ်ကြည့်မယ်ဆိုလို့ရှိရင်ဒါကမဖြစ်သင့်တဲ့အခြေအနေလို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ကဒီနေရာမှာဂါနာချိုကိုပြောရမယ်ဘယ်လိုလဲဆိုတော့ဂါနာချိုကချီချူးခံရတာဝါဝါပြီလားပေါ့နော်ကျွန်တော်ဒီလိုလေးတွေးမိတယ်ဘာလို့လဲဆိုတော့ကောက်ပိုင်းမှာဂါနာချိုကပြန်ဖြုံးလာတယ်ပြီးတော့တိတ်ပြီးလည်းတွဲမစော့ဘူးဗျာဂါနာချိုကရမ်းလာတယ်အမော်ရင်သူ့ကိုခဏပေါ့နော်အရန်ခုံထိုင်ခိုင်းလိုက်တဲ့ခဏလေးဘေးဖက်လိုက်တော့က ဂါနာချိုပုံစံမျိုးပြန်ဖြစ်သွားတဲ့အခါမှာဂါနာချိုကချီချူးခံရတာမျိုးဝဝပီလာတော့ကျွန်တော်ဒီလိုလေးတွေးမိတယ်ဒါပေမဲ့လက်ရှိမန်ယူသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တိုးနေရကသူ့ပဲရှိတယ်ပြအဲ့တော့ကျွန်တော်တို့ကသူ့ကိုသူ့ကိုတိုးရမယ်ဂါနာချိုနေနဲ့နည်းနည်းလေးပုံစံလေးတော့ပြင်ဖို့တော့လိုတယ်ဒီနေရာမှာကျွန်တော်တို့ပေါ်တော့ဒီကအာမက်ကိုတော့ပြန်ပြီးတော့ညှော်နေလို့ရနိုင်တယ်အာမက်ကလည်းခုဆိုလို့ရှိရင်ကျွန်တော်တို့ဘာပေါ့ပြောမယ်ဆိုလို့ရှိရင် recovery လုပ်နေတဲ့အနေထားလေးဖြစ်နေရတဲ့အခါမှာတော့အာမက်နဲ့ဂါနာချိုတောင်ပေါ်တစ်ဖက်ပြန်လာလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေလာမယ်ထင်ပါတယ်နောက်တစ်ခုပြောမယ်ဆိုလို့ရှိရင်တော့ဒါ Bruno Fernandes ပေါ့နော် ဒါပြောမစွင်မိုင်ယွန်သင်းရဲ့အကောင်းဆုံးကစားသမားပဲ။ Fernandez မရှိလို့လုံးဝမဖြစ်ဘူး။ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ချင်းလေ Fernandez မှမလုံလို့ရှင်ပါမဖြစ်ဘူးဆိုတာကြီးကလည်းသိပြီးတော့မဟုတ်ဘူးပေါ့။ဒီလိုအရာလေးတွေရှိပါတယ်။ဒါ Casemiro Ugarte ကိုင်းလေကောင်းတယ်။ကျွန်တော်တို့ Center back ၃ယောက်ဘသူဝင်ဝင်ကောင်းပါတယ်။ဒီနေရာမှာကျွန်တော်ကတော့ပေါ့တကယ်ကိုကောင်းခဲ့တဲ့ Zepsi ပေါ့။တကယ်ကိုအသင်းရဲ့လူရင်အားအနေနဲ့နေတဲ့အချိန်မှာကောင်းခဲ့တဲ့ Zepsi ကိုကျွန်တော်မြင်ချင်တယ်။အဲ့တော့ကျွန်တော်ပြောမယ်ဆိုလို့ရှင် Zepsi ကိုဘယ်ချမ်းပေါ့နော်။ခနာချိုညာချမ်းပေါ့နော်။ဒီလိုပုံစံမျိုးနဲ့တော့ကျွန်တော်ကတော့ဒီဘက်မှာပွဲထွက်စေချင်တယ်။ပြောမယ်ဆိုလို့ရှင်တော့ဒီဘက်မှာစိတ်ဝင်စားဖို့ ဖို့ကောင်းတာကလိုင်ယွန်ကလည်းကောင်းတယ်မာတစ်နဲ့အိုနာနာနဲ့စကားကြီးလည်းပြောထားတယ်နောက်ချက်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်ဒါဘယ်လိုပြပြရမလဲဆိုလို့ရှိရင်မန်ယူသင်းရဲ့ဥရောပရှုံးပွဲမရှိအနေထားလေးဖြစ်တယ်ဒါလေးတွေကတော့စိတ်ဝင်စားဖို့ကောင်းတဲ့ခါမှာတော့မန်ချက်စတာယူနိုက်တက်အသင်းရှုံးလို့မရတဲ့ပွဲစဉ်တစ်ပွဲပေါ့နော်သူတို့ဘယ်လိုရလက်ထွက်သွားမလဲပေါ့ဒါလေးတွေကျွန်တော်ကတော့မြင်တယ်ဒီနေ့မှမာတစ်နဲ့အိုနာနာအကြောင်းလေးပေါ့နော်ကျွန်တော်ပြောရင်းနဲ့သတိရပါလို့ပြောချင်တဲ့ခါမှာတော့တခုရှိပါတယ်လက်ရှိမှာတော့မန်ချက်စတာယူနိုက်တက်အားပေးသူပရိသတ်တွေကစအိုနာနာကိုအပြစ်ပြောနေရလေးတွေမြင်ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကဘောလုံးသမားနဲ့ဘောလုံး ပရိသတ်ဆိုတာမတူဘူးဘောလုံးပရိသတ်ဆိုတာကဘောလုံးပွဲတွေတောက်လျှောက်ကြည့်လာတဲ့အခါမှာမာတစ်ဟာဘယ်အသင်းမှာဘလိုတွေဆူပလိုက်ရခဲ့ဆိုတာသိတယ်ဘောလုံးသမားတိုင်းဟာသူတို့ပြောင်းရဲ့အသင်းရဲ့တချို့အရာတွေတော့မသိတာရဲ့အများကြီးပါအဲ့တော့အိုနာနာရဲ့ဒီပြောစကားကအိုနာနာဟာမသိခဲ့လို့ပြောတဲ့စကားလို့ကျွန်တော်ကတော့ပြောချင်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအနေထားမှာတော့ဘောလုံးသမားနဲ့ဘောလုံးပရိသတ်နဲ့ကွာခြားမှုလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကိုရဲ့လက်ခံမနဲ့ပဲလေးသွားချင်တယ်ဖျက်ပြပေးပါအောင်အော်ကျွန်တော်ဒီပွဲစဉ်မှာတော့ဒီ United ရဲ့ဆိုင်တော့ Lion တော့ကျွန်တော်ပို့ပြီးတော့သဘောကျရပါတော့ United ကလည်း Europa League မှာရှုံးခွင့်မရှိတာက နေလီတော့များနေပြီးတော့ဟုတ်ပါတယ်အဲ့တော့လိုရတဲ့ ီ final လို့ပွဲမျိုးမှာရှုံးသွားမှာတက်ဆိုင်ပေါ့နော်ဒီပထမကြော်လို့မှာရှုံးသွားတာကနည်းနည်းဖြည့်တာလေလို့ကျွန်တော်ကတော့တွေးမိရပေါ့နော်ဒီပွဲစဉ်မှာတော့ Lion အသင်းက United အသင်းကို2-0ဆိုတဲ့ရလဒ်နဲ့အသာယူသွားမယ်လို့ကျွန်တော်ကတော့ခန့်မှန်းလိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီပထမအကျော့ပွဲစဉ်မှာတော့ Man U အသင်းကပေါ့နော်ကျွန်တော်မြင်တယ်ရှုံးတော့မရှုံးတော့ဘူးပေါ့ဒါပေမဲ့ကျွန်တော်က Man U အသင်းနိုင်လည်းမနိုင်ဘူးပေါ့နော်တရေရလက်ကတော့ပို့ပြီးတော့မျှတမယ်လို့ထင်တယ် Man U အသင်းရဲ့အိမ်ကွင် Old Trafford ရောက်မှသာအပြေထွက်မယ်ထင်ပါတယ်ဒီပွဲစဉ်မှာကျွန်တော်ရဲ့ရလက်ခံမှန်းမှုကတော့ Lion နဲ့ Man U တစ်ဖက်တစ်ကိုးစီနဲ့တရေကြတော့မယ်လို့ခန့်မှန်းထားပါတယ် โอเคပါအခုကျွန်တော်ညီကိုတရားပြောသွားခဲ့တာကတော့ Lion Thin နဲ့ Lion Thin တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဂျီရိုပါလီပွဲစဉ်မှာဒီပွဲစဉ်မှာတော့ကိုရဲနှုတ်ကတော့ Lion အနိုင်ပေါ့เนาะကျွန်တော်ကတော့သေခံမှန်းထားပါတယ်တကယ်လို့ဒီမှာပါနေဖြစ်လာမလဲစောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ The Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ခေါင်းတွေမှာပွဲသွေးတွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါစေလို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ